တက်မတော်သားတွေပို့လဲဘာမှအထောက်ပံ့မပေးခဲ့တဲ့လူတွေအားလို့ပြောနေတာလို့ကျွန်တော်ကကာကြုတ်ကြီးကိုချောင်းနေသားတွေကလေးပြူလာတာရေပတ်တွေကလေးပြူလာတဲ့ကောင်လို့ကာကြုတ်ကြီးကိုချင့်ရင်ကာကြုတ်ကြီးအတိုင်းပဲကျင့်ကြံပါတဲ့ကာကြုတ်ကြီးဘလို့ကျင့်ကြံလဲမသိလားတဲ့ကျွန်တော်ကိုကြီးကမေးတယ်နေပြီးတော့တိတယ်လို့ဘသူဘလောက်ဆဲဆဲဘသူဘလောက်ပြောပြောအပြုံးမပြတ်ဘူးလို့အေးမင်းတော်လေတဲ့ငါလူကျင်တာအဲ့ဒါမင်းအဖြေအားအဲ့တစ်ချက်ကတော့လုံးဝငါမင်းကိုလေးစားသွားတယ် မင်းလည်းအပြုံးမပြတ်ဖဲနဲ့ဒီလုပ်ကိုပဲလုပ်ပါဆိုတော့ဩကျွန်တော်တို့ကစပီကာသမားဆိုတော့အဖက်ဘက်ကမေးတော့ကြာလာပါတယ်လီဖုန်းရှင်မှာချိုးဆိုပါခင်ဗျဒီစနေအောင်ဆိုရင်မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတန်းဆက်ပြနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ရွှေရုံဘုရားဖူးတဲ့ပါညာပြီးလိုက်ပြီးတော့ကျွန်တော်အမှုဖွင့်ရောเนาะအဲ့ဒီမင်းသားကြီးကတစ်ချိန်လုံးကျွန်တော်ကိုမင်းတင်နေစီပြီး မင်းသိရမယ်မင်းတို့မင်းသိမဲ့နေမင်းငါမျက်နှာကိုတွေ့ရမယ်သူအမျိုးမျိုးကျွန်တော်ကိုချင်းချောက်ကြတယ်နော်မိုးမိုးခိုင်ကိုကျွန်တော်တို့တောင်းတကုန်မှာတရားဆွဲခိုင်းတယ်ဆွဲခိုင်းတဲ့မှုကဘာမှုလဲကျွန်တော်အခုပြင်ဦးလေမှာအေစပတ်၅စီးအဲ့တရားရုံးကိုကျွန်တော်ခေါ်တဲ့နေ့ပြင်ဦးလွင်ကလူတွေအကုန်လုံးကျွန်တော်ချစ်တဲ့ဝင်းရံတဲ့လူအေစပတ်၅စီးဒီနေ့ဖုံးဆက်တယ် စီစဉ်ထားတယ်အကုန်လိုက်မယ်။နော်။ရန်ကုန်မှာတကာနဲ့ထည့်ပေါ်လိုက်မယ်။မပူဒူတို့ကိုမုတ်စိတ်တို့နော်အမျိုးသားအစ်သမားတွေရန်တန်ရန်ရန်တွေတော့မပြောတော့ဒါမကောင်းတဲ့တို့နော်ဇော်ပွင့်ရေးဆိုတာဘလို့ကောင်းလဲဆိုတာကိုအကုန်လုံးလိုက်ပါနော်အခုကျွန်တော်ဘာလုပ်လဲသူတို့ကကျွန်တော်ကိုအပြင်ကိုထွက်လို့ရအောင်ဆွဲခေါ်တယ်ဒီတရားရုံးကိုရအောင်ပြီးရော့ ။နောက်အဲ့တော့မြန်မာနိုင်ငံမှာပြည်ထရေးဆိုတာပြည်ထရေးဝင်ကြီးချုပ်ကြီးလဲကျွန်တော်တို့ဒီဘက်ပြည်ဦးနယ်ဘက်ကိုနော်အလုပ်ကိစ္စရနေရောက်ပြည်ထရေးမှာရဲချုပ်တွေလည်းအကုန်သိတယ်။ဒီကောင်တွေကပြောလိုက်လို့ဒီကောင်မတွေကပြောလိုက်ရင်ဘ ᱹ ဒုကိုပိုင်ပါတယ်လို့နော်အဘကတုတ်ကြီးကသူတို့ရဲ့ပေးတဲ့သတင်းတွေနဲ့အလုံးလုံးဝပါတယ်လို့သူတို့ပြောထားတာကျွန်တော်တို့အဲ့လိုဘယ်တော့မှမပြောဘူးနော် ချစ်ဖေတို့ချစ်မေတို့ ਨੇ နော်ကျွန်တော်တောင်တုံရဲစခန်းမှာတရားအမှုသွားဖွင့်နေရယိုးသားမှုရှိလားဆိုတာတော့သိရမယ်သူကြတော့ဟမ်ငါတောင်တုံကဖွင့်တာလေးတဲ့နင်းနင်းကယောက်ျားကြီးဖြစ်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ် ਨੇ အေးအဲ့ဒါဆိုရင်ငါနေ့ကိုပြင်ဦးလေဖွင့်ရောနင်းလာဖို့ပဲဆူတောင်းတာဟုတ်ပြီလားလူဆိုတာအပြန်လှန်ပဲဟုတ်လား ဲ့တော့ကျွန်တော်အကိုကြီးတွေကနေပြည်တော်ကပြောတယ်မင်းတို့ကောင်မျိုးဟာတဲ့ကျွန်တော်ဒီနေ့တော်တော်အစဲခံရတယ်ပါစောက်စင်းမှမရှိတဲ့ဒီလိုလူမျိုးတွေကိုမင်းပြင်ရှင်းနေတယ်တဲ့ကျွန်တော်ကပြောလိုက်တယ်အကိုကြီးတို့ကျွန်တော်တော့အဲ့လိုမပြောပါနဲ့လို့ကျွန်တော်မှလည်းကျွန်တော်ဝင်းရတဲ့လူရှိတယ်ကြားလို့ဒီအမျိုးသမီးကသူ့ကိုမတောင်းမှန်မဲနဲ့တရင်သာရှင်းနေပွဲလုပ်ပြီးတောင်းမှန်မှာမယ်လို့ဘာလို့ဒီလိုအတန်လည်းမထွက်ပဲနဲ့ သူကဒါမျိုးတွေပြောတော့ကျွန်တော်လည်းမခံနိုင်ဘူးတွေပြလို့ကျွန်တော်ပြောတာပေါ့လို့ကျွန်တော်ရဲ့ခင်မွန်ကြီးစေပါထဲမှာပါတယ်အကိုကြီးအဲ့ဒီကိစ္စတွေကိုငါလှုပ်မယ်တဲ့မစ္စတောက်စရာမချုပ်နဲ့အိုက်ကောင်မှအကြောင်းတခွန်းမမပြောနဲ့တော့တဲ့တီနဲ့ကျွန်တော်ဒါနောက်ဆုံးပြောတာနော်အိုက်ကိစ္စတွေမစ္စောက်လို့မဟုတ်ဘူးတဲ့ဗကြိုက်တဲ့စကမ်းမှာမင်းအမှုဖွင့်နဲ့နော်အဲ့ဒါကစာရေးပြီးတော့မှတိုင်တဲ့အဆင့်တော့ပဲရှိတာတဲ့မင်းဘာဖြစ်နေရတော့လဲဟာ ျွန်တော်ကြတော့တနေကုန်တညာလုံးလို့ဖုံးဆက်ပြီးတော့မှကျွန်တော်ကိုကိုသောဘုန်းကြီးကိုစိတ်ပူလို့စိတ်ပူလို့စိတ်ပူလို့ကျွန်တော်မေပင်ပြင်မရှင်းပြပဲနဲ့ငြိမ်နေဟေးအောင်နဲ့မိကာချုပ်ကြီးကိုချစ်လာတဲ့ဟာချစ်တာဘောလို့ဒီလူတွေဆိုတာကာချုပ်ကြီးတပ်ပုံပြပြီးမှမနေ့တနေ့ကမှတိုင်းပြည်ပေါ်မှာတစ္ဆာရှိပါတဲ့ဘာတော့ပြောတော့ကျွန်တော်တို့ပြောရတယ်လေဟုတ်တယ်မလားဒီမျိုးသမီးကိုကျွန်တော်စားတိုက်ခိုက်ခဲ့တာရှိရင် ျွန်တော်ကိုကြိုက်တဲ့အချိန်ပြောပါအခုသူတို့ပြောတယ်ကျွန်တော်ကတက်မတော်နဲ့ဝန်ထမ်းနဲ့အကြီးညိုပြည့်စုံမှုဗာမှုညာမှုညာတယ်သူတို့အခုကျွန်တော်ကိုဆွဲတော့ဗာဆွဲဗာနဲ့ဆွဲလေ66ကာကြီးတဲ့သူ့ကိုဆဲလို့တဲ့ဟာဟမ် तू ကကျွန်တော်ကိုအရင်ရန်စတာဟမ်ခွက်ခေါက်အောက်တန်းသားထမိန်ကျုံ10 20 10 20ခွန်စစ်စစ်ရေးမှပေါက်ွားလာတဲ့ကောင်က အဲအလူခံစားပြီးတော့ကျွန်တော်အလူခံ post ပဲနေပို့ကျွန်တော်အလူခံနဲ့ post တစ်ခုတွေ့ရင်ကျွန်တော်အခုလာဖမ်းလိုက်ပါဒီမှာမျိုးမရဲစကမ်းမှာကိုဆိုးလွင်ဆိုတာရှိတယ်စကမ်းမှုနေရေးအင်ချက်ကဆိုးကြော်သူဆိုတာရှိတယ်အချိန်မီဖမ်းခိုင်းလိုက်ပြင်ဦးလွင်မှာနော်အဲ့တော့ကျွန်တော်စစ်သတင်းပေးတယ်ဆိုတော့ဟမ်ဘယ်သတင်းနေလို့မြန်မာနိုင်ငံတော့အခုစစ်သားတွေအကုန်လုံးလာရှိုးကြနေတာ ။ဟိုနဘာခကြနေတာဗမော်တို့မှာအခုဘာဘာဖြစ်နေအဲ့ဒါအကုန်လုံးကကျွန်တော်ပေးတာပေါ့။ဟုတ်လား။မင်းသားကြီးဆိုတဲ့ကောင်ဟမ်မင်းတို့တတိထားနော်မင်းတို့အဘခကျော်ကြီးရဲ့ဥစ္စာတွေအကုန်လုံးလိန်လေပြီးတော့လှုပ်ရှားလာမင်းကိုအရင်ပြည်ရဲရေးဝင်ကြီးချုပ်ဟောင်းမင်းကိုဖမ်းဖို့လုပ်ခဲ့တာမင်းကံကောင်းသွားတယ်မှတ်ငါ အန်တီနာမည်ကိုထည့်မပြောခြင်းလို့နော်မင်းတို့တနိုင်ကလုံးပတ်လိန်နေတာနော်အဘကယောက်ျားရဲ့ပတ်သက်သလိုပါအကုန်လုံးပတ်လိန်တာမင်းတို့တွေလိန်တာမင်းတို့လူလိန်နေနော်ဒါပေမဲ့ကြောင်လက်သွဲဖွက်ထားတာမင်းတို့တိလာအေးတနေ့ထိတ်တိုက်ရင်ဆိုင်လာရမယ်အနေကိုမကြမီရောက်နေမယ်ဆူတောင်းတာဗုဒ္ဓရဲ့စည်းစီတော်အဖွဲ့ကြီးဆိုတာလည်းမရှိဘူးမြန်မာပြည်မှာနော်မင်းတို့ကိုယ်တိုင်ဘာသာ သာသနာကိုမင်းတို့ဖျက်ဆီးနေတာဟမ်ဗုဒ္ဓဘာသာသာသနာနော်ဗုဒ္ဓသာသနာဗုဒ္ဓဘာသာဗုဒ္ဓသာသနာဆိုတာအယူဝါဒနဲ့အဆုံးအမဆိုတာပဲရှိတာဗာဗုဒ္ဓသာသနာဗာလဲအဆုံးအမရဲ့အဖွဲ့စည်းရဲ့ဦးစီးဦးဆောင်ခေါင်းဆောင်ပါညာဟမ်မင်းမြောက်ပေးလိုက်တာမင်းမနိုင်လို့နော်မင်းရဲ့ယာသမင်းအကြောင်းငါအကုန်တည်ပြီးသားမိုးမိုးခိုင်ရဲ့အကြောင်းလည်းငါအကုန်တည်ပြီးသားလားမှတ်ထားနော်မင်းတို့အပုပ်တွေပေါ်လိုက်ပြီရှင်းလား ငါမင်းတို့ဒီနေ့မင်းသားကြီးဆိုတဲ့အောင်ဆန်းဆိုတဲ့ကောင်မင်းနဲ့မုံမုတ်ခိုင်ကိုဒီနေ့ငါစကားနောက်ဆုံးပြောခြင်းဖြစ်တယ်မင်းတို့ငါနဲ့မရှင်နဲ့ငါနဲ့မင်းတို့ရှင်လို့မရဘူးမင်းတို့တင်တဲ့ post out ဒီမှာသွားကြည့်ဟဲ့အောင်တတိရှိလူလေကောင်နှစ်ယောက်ရှင်ထွက်လိုက်မယ်စားရှိလားမုံမုတ်ခိုင်ရောမင်းသားကြီးရောနှစ်ယောက်လုံးကိုပေးတယ်ရန်ကုန်မှာမြို့တယ်ကောင်မှာစားရှိလား မင်းတို့ဘက်ကိုယက်တည်မဲ့လူနဲ့ငါဘက်ကိုယက်တည်မဲ့တော့နှစ်ယောက်ချင်းလိုက်မယ်ထွက်ခဲ့လိုက်မင်းတို့တတိရှိတယ်ဆိုရင်မင်းတို့ထွက်ခဲ့လိုက်ဟဲ့အောင်60ကြောက်ကာကြီးဆိုတာမင်းတို့ငါပြောလိုက်မယ်မင်းတို့တိုင်ထားတဲ့ဥစ္စာတွေငါတို့ကုန်တည်ပြီးသားမင်းတို့ဘယ်အမှုနဲ့ပါလဲမင်းတို့ပြီးကောက်ချက်စင်းလိုက်ပါငါ့ကို1 2 905မင်းတို့ဆွဲကြရမလို့ဘူးကွာစစ်တပ်ကဆွဲလိမ့်မယ်ရှင်းလားငါတက်နေမှနေတာငါပြင်ဦးလွင်မှနေတာနော်ကျွန်တော် ကျွန်တော်ဒါဒီနေ့နောက်ဆုံးပါဒီမိမအကြောင်းနဲ့ဒီကောင်အကြောင်းကိုကျွန်တော်ပါဇက်ကနေလုံးဝနောက်ဆုံးပြောခြင်းပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မစိုးရိမ်နဲ့နော်ကျွန်တော်ပါကျွန်တော်သူပသူဆွဲခြင်းဆွဲမဆွဲခြင်းနေအဲ့ဒါကကျွန်တော်အမှန်တိုင်းပြောလိုက်မယ်သူ့ကိုဆဲလို့ကျွန်တော်ကိုဆွဲတဲ့အမှုကအဲ့ဒါအမှုမဟုတ်ဘူးနော် မကောင်းတဲ့လို့အလားသူတို့သွားမှုဖွင့်တယ်သူတို့မှုဖွင့်တော့ဟောလဲမကောင်းတဲ့လို့ဖွင့်ပေးလိုက်တာဒါပဲသူတို့မဖွင့်ပေးရင်သူတို့ပြောတော့မယ်လေလိုင်းပေါ်မှာအဘယ်ရဲစကန်မဖွင့်ပေးဘူးမမညာဘူးနဲ့အောက်တန်းသားစိတ်နဲ့သွားပြောတော့မှာသူတို့ကဟောလဲအဖွင့်တာပေါ့ဟာတပတ်ကလည်းဇော်ပေါ်ရင်းဆိုတော့တိုင်းပြည်ပြည်သူစပီကာဆိုတော့ခြောက်ကွာအဲသူတို့ကဟိုနေ့ကကျွန်တော်ပြောလို့ပဲတွယ်ကွာဆိုတော့ဒါပေမဲ့သူတို့ကအဲ့ဒါကိုလိုချင်တာမဟုတ်ဘူးကျွန်တော်အပြင်ထွက်လာတာကိုလိုချင်တာကျွန်တော်ကိုရန်ကုန်ရောက်ရင် လူမိုက်နဲ့ပြပြ PDF UG နဲ့ပြပြကျွန်တော်တတ်ခိုင်းမှာဘလို့လို့တတ်လို့ရမှာလဲကျွန်တော်ဘေးမှာလူအယောက်200လောက်ဝင်းရံနေမှာကျွန်တော်တတ်ချင်စနိုက်ပါနဲ့ပဲပြစ်လို့ရမှာလူချင်းဒီလိုလာတတ်လို့တော့ sorry ပဲဖြစ်သွားမယ်ကျွန်တော်ဒီနေ့ပြင်ဦးလွင်မှာဖုံးဆက်တာအခုကျွန်တော်ဖုံးဆက်ပြရမှာကိုတရေကိုစားပြီးတော့မှကျွန်တော်ရဲ့အိတ်ဝိုင်းတော့ကျွန်တော်မတတ်နိုင်ဘူး ဝင်းရမယ်လူထဲ့ပေးလိုက်ပါတဲ့ဆက်ပြမယ် ီနေ့ကျွန်တော်ဆရာဒါသူဟာဖြစ်လို့အကြီးရေတယောက်မို့လို့နော်အဲ့ဒီလို့ထဲပေးလိုက်ပါပြင်ဦးလို့ရတယ်တခါရထွက်တာနဲ့ကျွန်တော်တို့ကဘယ်တော့မှမရှောင်ဘူးဒါပေမဲ့ကျွန်တော်တို့ကပိုတော်မှဖြစ်ကျင်သေးတယ်ကြောင်ကြပြီးနေပါလေ။နော်။ဖြစ်ရှင်သေးတယ်။သိလား။ဘဒူကပါလဲဆိုတော့ပွဲဆိုတော့အဲ့မှာအဲ့မှာမှတွေ့မှာ။နော်။အခု မဲ့နေပုတ်စီအောင်မှာပဲကြည်ကြည်လားဟုတ်လားကြည်ကြည်လားဘဒူကဘဒူလဲဆိုတာ哦နော်ဒါပေမဲ့သူတို့ကသူတို့ရဲ့နိုင်ငံရေးအသေးခံနေစောက်ချက်တွေအကွဲခံပြီးတော့ကျွန်တော်အသက်ကိုရအောင်ယူမှာနော်ကျွန်တော်အသက်ကိုသူတို့ရအောင်ယူမှာကျွန်တော်ရန်ကုန်ရောက်တာနဲ့သူတို့စီစဉ်ပြီးသားနော်မင်းသားကြီးဆိုတဲ့ကောင်ရဲ့ပို့စီကိုပြန်ကြည့်လိုက်မင်းတင်နေစီပြီမင်းတင်နေစီပြီဆိုပြီးတော့ကျွန်တော် အခုတရားဆွဲခိုင်းတာကအဲ့ဒါနောက်မှာအဲ့ဒါမင်းသားကြီးရှိတယ်မင်းသားကြီးနောက်မှာနောက်တယောက်ရှိတယ်လက်မိတ်တယောက်နော်မုံမိုးကန်ဆိုတဲ့မိန်းမကတော့သူနဲ့ကျွန်တော်လည်းပြဿနာမတက်ဘူးချက်ချင်းမုန်းခြင်းလည်းမဟုတ်ဘူးမင်းသားကြီးနဲ့ကျွန်တော်လည်းဖြစ်မှချက်ချင်းကောက်ခါနေတာသူထွက်လာတာထွက်လာပြီးတော့သူလှုပ်လာနော်မင်းသားကြီးတရားဆွဲရလားဆိုဆွဲတယ်ဘာလို့မဆွဲရတာဟုတ်တယ်မလားမိန်းမတယောက်ကိုအခြေပြုပြီးတော့မှတယ်လိုက်တာအောက်တန်းသားတွေ

ကျွန်တော်အကြောင်းလို့အားနာလို့ဖုံးစိမ့်ဖြစ်ခဲ့လို့ရှိရင်ဆက်သွယ်သူတို့ကတော့စကန်းချင်းစိတ်ချပြီးတော့လုံးမှာပေါ့ဗျာဒါကတော့ဒီပြင်းဦးလိန်စကန်းတို့ပါလို့ဆိုရတယ်ဒါဟိုကျွန်တော်နဲ့အားလုံးနဲ့အကုန်လုံးနဲ့ဟိုပတ်သက်နေကြတာပဲပေါ့ဟုတ်တယ်မလားကျွန်တော်တို့ကတိုင်းရတိုင်းပြည်ကောင်းကောင်းကောင်းကျိုးလုပ်တဲ့အတွက်စာတာနဲ့လည်းကျွန်တော်ပတ်သက်တယ်ရဲစကန်းနဲ့လည်းပတ်သက်တယ်နော်အားလုံးနဲ့ကျွန်တော်ပတ်သက်တယ်အားလုံးနဲ့ပတ်သက်တဲ့အတွက်ဟိုဒီအမှုကိုစိတ်လဲမဝင်သားဘူးဒါပေမဲ့ မြန်မာနိုင်ငံမှာကျွန်တော်ကိုချစ်တဲ့ပြည်သူပြည်သားတွေအားလုံးကအဲ့ဒါဖြစ်တော့ကျွန်တော်အကိုကြီးကကျွန်တော်ကိုဒီနေ့ဆဲတာမင်းဟိုကငါအကောင်းပြောရတယ်မင်းရတယ်ဟောပြောမဟုတ်ဘူးလို့ကျွန်တော်ကလို့အဲ့ဒါကြတော့ကိုကြီးတို့အဲ့လိုကြီးတော့ကျွန်တော်ကိုမပြောပါနဲ့လို့ကျွန်တော်ဟိုဝင်းရနေတဲ့လူတွေကလည်းကျွန်တော်ကတောင်းပန်နေပါတာဆိုတော့ကျွန်တော်ကဘာလို့တောင်းပန်ရမှာလဲလို့ခင်ဗျားတို့ခုရှေးမိလားကိုခေဖုံးကမသေးဘူးမေးကြည့်လားနော်ကိုခေဖုံးကဂျားနေပြီးတော့သူကသူ့ဘာသူလှုပ်ပေးလားနော်လှုပ်ပေး